ဒါကတော့ဖာစာပါလာခင်မှာထုတ်ဝေခဲ့တဲ့မြန်မာငွေစက်ကူပါဒီငွေစက်ကူပေါ်မှာမောင်းကောင်းဆိုတဲ့လက်မှတ်ကိုတွေ့ရမှာပါအဲ့ဒီလက်မှတ်ပိုင်ရှင်ကဘယ်သူပါလဲသူကစီသူဦးကောင်းမှာဦးကောင်းကို1904ခုနှစ်မှာမွေးပါတယ်1926ကျရန်ကုန်တက္ကသိုလ်ကနေဝိစာပွဲရပြီးအင်္ဂလန်မှာပညာသွားသင်ပါတယ် 1930ကြာမြန်မာနိုင်ငံပြန်လာပြီးကျောင်းအုပ်ဖြစ်စတင်အမှုထမ်းပါတယ်1949ကနေ1949အထိအထက်တန်းပညာရေးကျန်ပေးဖြစ်အင်္ဂလန်ကိုဆေလုခံရပါတယ်အင်္ဂလန်မှာရှိနေချိန်မြန်မာနိုင်ငံငွေကြေးဘုတ်အဖွဲ့ရဲ့ဖွဲ့ဝင်ဖြစ်လက်ခံခံရပါတယ်ဒါကြောင့်အရိခေကထုတ်ဝေတဲ့ငွေစက်ကူတွေမှာမောင်ကောင်းဆိုပြီးသူ့လက်မှတ်ပါနေခဲ့တာပါသူကအင်္ဂလန်ရှိနေချိန်မြန်မာတန်ယုံဖွင့်ဖို့မြေကွက်ရရေးကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ် ဦးကောင်းဟာ1949ကြာအင်္ဂလန်ကနေမြန်မာနိုင်ငံပြန်ရောက်လာပြီး1951ကြာမြန်မာနိုင်ငံရဲ့ဒုတိယမြောက်ပညာမင်းကြီးဖြစ်လာပါတယ်။ဦးကောင်းဟာဆွဲဆောင်ကျန်းဖြစ်မြောက်ရေးပညာရှင်မြမသမိုင်းကော်မရှင်ရဲ့ပထမဆုံးဥက္ကဋ္ဌဖြစ်လဲတာဝန်ယူခဲ့ပါတယ်။1953ခုနှစ်မှာဦးကောင်းကိုနိုင်ငံတော်ဆိုရက စီသူဘွဲ့အနှင်ခဲ့ပါတယ်။ဒါကတော့ဟယ်ရီတန်ရေးခင်းမှာ1956ခုနှစ်တုန်းကအစိုးရစစ်ခွနတန်းစာမေးပွဲမေကွန်းပေါက်ကြားမှုဖြစ်ပြီ အစိုးရနဲ့ចောင်းသားတွေပြည်ပခါဖြစ်ကြပါတယ်။ဒါကြောင့်နောက်တနေ့1959ဖေဖော်ဝါရီလမှာပညာမင်းကြီးဖြစ်တဲ့ဦးကောင်းဟာခုနှစ်တန်းစာမေးပွဲမေးခွန်းတွေရိုက်နှိပ်ဖို့အိန္ဒိယနိုင်ငံကိုထွက်ခွာလာခဲ့ပြီးအိန္ဒိယနိုင်ငံကလကတာမြို့မှာပဲရေမတော်တဆမှုနဲ့ဆုံးပါခဲ့ရပါတယ်။ဦးကောင်းဟာကွယ်လွန်သွားခဲ့ပေမဲ့ပညာရေးနယ်ပယ်မှာတော့ပညာမင်းကြီးစီသူဦးကောင်းအဖြစ်နာမည်ကောင်းကျန်ရခဲ့ပါတော့တယ်။ဦးကောင်းသားမကဦးကောင်းရဲ့မျိုးဆက်ကလည်းထင်ရှားသူတွေပါ။သူတို့ကိုသိရင် comment မှာပြောခဲ့ကြပါဦးနော်။